ိုစာကြည့်လိုက်ဒီအကြောင်းလေးနည်းနည်းဆွေးနွေးခြင်းလဲဆိုတော့စာဖတ်ခြင်းပေါ့နော်အခုအဓိကရသစာပေအကြောင်းဆွေးနွေးတယ်ဆိုပေမဲ့လည်းရွေချက်ကတော့ဟိုကျောင်းသားလူငယ်တွေစာဖတ်စေခြင်းလို့စာစာဖတ်တာဝါသနာပါစေခြင်းလို့အဲ့တော့စာဖတ်တာဝါသနာပါတာဒါစေခြင်းလို့ဆိုတော့စာဖတ်ဖို့ဘာဖြစ်လို့အရေးကြီးလဲဆိုတာကိုဆွေးနွေးရမယ်နောက်တစ်ခုကတော့စာကြည့်လိုက်ဒီမြန်မာနိုင်ငံရဲ့စာကြည့်လိုက်ဒီအခြေအနေနဲ့ပတ်သက်လို့အလုံးအဝနေဝိုင်းပြီးတော့ တိုးတက်ဖို့အတွက်ဘာလို့လုပ်ပေးနိုင်လဲဆိုတာအဲ့ဒီနှစ်ခုကိုဟိုဆွေးနွေးပြီးတော့မှအဲ့အဲ့ဟိုညီကုန်းချုပ်လိုက်တဲ့အခါမှာပညာရေးထဲမှာဒီနိုင်ငံရဲ့ပညာရေးစနစ်မှာရတစာပေရဲ့အခန်းကဏ္ဍကိုလည်းဆွေးနွေးရအောင်။ပြောဒီဘက်ကမပြောရသေးတဲ့လူတွေပြီးရှိတယ်။အားလုံးပြောပြကြတာ။ပြောပြသားကြပြီဆိုလို့ရှိရင်အာဒီစာကြည့်လိုက်တင်နဲ့ပတ်သက်လို့ဘယ်လိုဆွေးနွေးခြင်းလဲ။ကောင်းပြီ။ ကဲအဲသတိပြောကဲစာချိန်နဲ့ပတ်သက်လို့စာကြည့်လိုက်အော်ဟုတ်အဲအခုကသမီးတို့စင်မာကဟိုဘယ်လိုဖြစ်နေလဲဆိုတော့စာကြိုက်ကအဲစာကြိုက်ကအခုကတိတ်ပြီးတော့မထိရဘူးဖြစ်နေပေါ့နော်အကုန်လုံးကစာအုပ်တွေစာအုပ်ကောင်းကြီးတွေတော့တောက်ခတ်ပြီးတော့တင်ထားတယ်ပြီးတော့နောက်တစ်ခုကကြတော့ ုစားတယ်နော်မလေးအောင်မတက်ကူတွေအားလုံးမှာစားကြည့်လိုက်တယ်မှာစားအုပ်တွေတော့ခပ်ပြီးသိမ်းထားလားအခုအခုဟာနေပြီးတော့ပြောရမယ်ဟိုပညာရေးဝင်ကြီးကိုရောပါပါချုပ်ကိုရောအာစာအုပ်စာဖတ်ဖို့ဖြစ်ပါတယ်တော့နဲ့ခတ်ချဖို့မဟုတ်ပါဘူးလို့ ဆက်ဆက်ပြောပါဦးဘာလို့ဘာလို့တော့ခတ်တာလဲလို့မေးလို့ရှင်ဒီစာအုပ်တွေကအတန်ဖိုးကြီးရပေါ့ပျောက်သွားမှာဆိုလို့ပြီးတော့ဒီမှာပဲတခါလဲဖတ်ပေါ့ဟုတ်စာအုပ်ကတန်ဖိုးဆိုရလူဖမှာတန်ဖိုးရှိတာဒီမှာတော့ဟုတ်ပါဘူးအဲ့တော့တမီးတို့မှာအခုကစာချက်ကိုအာမကိုရပဲနဲ့ဟိုအင်တာနက်ကနေပြီးတော့ဒီစာအုပ်တွေစာအုပ်တွေကိုလိုက်လိုက်ရှာပြီးတော့ဒေါင်းလုဒ်ဆွဲပြီးတော့ဖတ်နေရတယ်ပေါ့နော်အဲ့တော့တမီးနေနဲ့ဖြစ်ချင်တာတမီးလဲတမီးကိုယ်တိုင်ကလဲစာ စာတခုကိုလေ့လာတဲ့အခါမှာသမီးကိုယ်တိုင်လည်းစာအုပ်ကိုကြိုင်ပြီးတော့ဖတ်ရမှအရင်အားရတဲ့သူပါအဲကြောင့်မလို့သမီးအနေနဲ့ဒီစာကြိုင်မှာဟိုចောင်းသားတွေတက်ကွတ်ဆိုចောင်းသားတွေရောဒီအလက်တန်းအထက်တန်းအခြေခံចောင်းသားတွေအကုန်လုံးလုံးလလက်ဖတ်စေချင်တယ်ပေါ့နော်ပြီးတော့ငှားခွက်လည်းရစေချင်ပါတယ်ပေါ့ဒီစာအုပ်တွေကတော့ခတ်ထားပြီးတဟိုတော့ခတ်ထားပြီးတော့ဖုံတတ်နေရောမှာတပါတမုံမရှိဘူးလို့ဖြစ်နေပါတယ်ပေါ့အဲတခုတော့မေ့ကျင်တယ်နော်အဲ့ဒီမေးခွန်းတော့ ဟိုဖြောင်းဖြောင်းမှမှမှကန်ကန်ဖြည့်ပါဒီစာအုပ်ငားတဲ့ခါကြလို့ရှင်ဒီစာအုပ်ကိုလေးလေးဆဆကန်ကြရလားဟုတ်ကန်ပါတယ်ဟိုဘာဖြစ်လဲဆိုတော့မြင်းငင်ငယ်တုန်းကဆိုလို့ရှင်စာအုပ်ငားတယ်ဆိုရင်အဲ့စာအုပ်ကိုဘာငားတဲ့အတိုင်းပုံစံနဲ့ပြန်ပေးဖို့ဆိုတော့ကိုယ့်ရဲ့တိတ်ခါအော်အစွန်ချင်းမရှိရဘူးလိုက်ပြီးတော့ခောက်ဒီခောက်ပေါ့နော်မှအဲ့ဒါတွေဘာလို့မလို့ရဘူးအဲ့အဲ့လိုရှိကြရတာမရှိကြဘူးရှိပါတယ်အဲ့အရှိဖို့တော့အရေးကြီးတယ်အဲ့လိုဆိုလို့ရှိရင်တော့တော့ခတ်ထားကြမလို့ပါဘူးလို့ထင်ပါတယ် ဒီလိုပဲတာမန်သုံးလို့တော့စာအုပ်တရားအုပ်သွားမှာပဲဟောင်းသွားမှာပဲဆွေးသွားမှာပဲဟိုအစားထိုးရမှာပဲဒါပေမဲ့ဘဲနဲ့ဘဲနေရာမှာမစုပေါ့နော်ကဘာပေါ်မှာအဲနာမည်အကြီးဆုံး အချမ်းသာဆုံးပံ့ပိုးမှုအကောင်းဆုံးစာကြည့်တိုက်တွေတောင်မှတကယ်အဖို့တန်တဲ့စာအုပ်တွေဆိုရင်တော့ဒီလိုပဲတောက်ခတ်ထားတယ်ဒီအဖို့တန်တဲ့စာအုပ်တွေကိုကြည့်ခွင့်မရှိဘူးလားရှိတယ်ဒါပေမဲ့အကြောင်းပြချက်ရှိရမယ်လူတိုင်းကလည်းတွားပြီးတော့ဒီစာအုပ်ဖတ်ချင်တယ်ဆိုပြီးတော့မဖြစ်ဘူးအဲ့ဒီအဲ့ဒီကတွားပြီးတော့ဟိုအခွင့်တောင်းရတာပေါ့နော်ဒီစာအုပ်ကိုကြည့်ရကြည့်ချင်ပါတယ် အကြည့်ကျင်တဲ့အကြောင်းအရာလည်းရှိရမယ်သူရဲ့သူတည်တနာနဲ့ပတ်သက်နေတာတို့စသဖြင့်စသဖြင့်ပေါ့နော်ဒါကတော့အင်မတန်မှအဖို့တန်တဲ့ဇာဟုဟောင်းကြီးတွေအင်မတန်မှရှားပါတဲ့ဇာဟုတွေကြတော့အဲ့ဒီလိုစီမင်းစစ်ကနေထားတာတော့ဒါတော့မထူးဆန်းပါဘူးဒါမျိုးတော့ရှိကြတာပဲဒါပေမဲ့ကုန်းကပြောသလိုပေါ့ဟိုဆရာမျိုးသိန်းကြီးလည်းကြည့်ပြီးတော့စာကြည့်တိုက်တည်းတော့မခတ်ဘူးအဲ့ဒါစီစဉ်ပေးပါလို့အဲ့ကျ အမေဟိုတမိတွင်းမိတာဗောလေဟိုစာကြည့်လိုက်ဒီဘလောက်ပဲကောင်းကောင်းစာအုပ်ဒီဘလောက်ပဲရှိရှိတမိတို့ပညာရေးစနစ်ကစာကြည့်လိုက်ပေါ်အခြေပြုတဲ့ပညာရေးစနစ်မဟုတ်တဲ့အတွက်ကြောင့်ဟိုကျောင်းသားတွေကစာကြည့်လိုက်တော့မဝင်ဖြစ်ဘူးခဏလေးဝင်ကြာအဲ့တော့အာစာကြည့်လိုက်ကိုအခြေပြုတဲ့ပညာရေးစနစ်ဖြစ်အောင်ဘယ်လိုအပြောင်းလဲတွေလုပ်ပေးစီခြင်းလဲဟိုတမီးတို့အကြောင်းပါဆိုရင်ခုစပြီးတော့လုပ်လာပြီပေါ့မင်းရဲ့ credit system ပေါ့ဒီ system ကဘယ်လိုလုပ်လဲဆိုတော့ तू က ကျောင်းသားတယောက်ကဒီသင်ခန်းစာတင်မယ်ဆိုဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ तू อ่ะအပြင်ကနေပြီးတော့ဘဟုတ္တတရရှာလာမယ်ပြီးရင်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အမှတ်ပေးတယ်ပြီးရင်အတန်းထဲမှာအချင်းချင်းဆွေးနွေးကြမယ်ပေါ့အမေရဲ့ဆွေးနွေးတယ်ဆွေးနွေးပြီးတော့အဲ့ဒီဆွေးနွေးချက်တဲ့ပတ်သက်ပြီးတော့ဆရာမအမှတ်ပေးတယ်ဟိုဒီလိုပုံစံမျိုးကြီးဟိုလောက်လာတယ်ပေါ့တမီးအတွေ့အကြုံဆိုရင်ဟိုတမီးရောအတန်းထဲမှာအာရတင်ရတယ်နိုင်နာအနေနဲ့အာရတင်ရတော့အဲ့မှာဆရာမပင့်တယ်အာညမဟိုပါပေါ့ face state ရယ် we state ရယ် sound state ရယ်အဲ့ဒီအဲ့ဒီ state တွေနဲ့ပတ်သက်ပြီးတော့တင်တယ်တင်ပြီးတော့တို့နိုင်ငံကကောဘာ state အမျိုးအစားတွေမှာပါလဲဆိုပြီးတော့ဆက်မမီးတယ်မီးတဲ့ခါကျတော့တို့မျိုးတယောက်မှအတံမထွက်ကြောင်ငငယ်တွေကအတံမထွက်လာတဲ့ပညာရေးစနစ်နဲ့ကြုံလာတာလေဟိုအဲ့ဟုတ်ကြအကြောင်းအကြောင်းမထွက်တဲ့အကြောင်းဟာသူဆက်မမီးနေပြီနော်ဆက်မမီးနေပြီဆိုတော့သူဖြေတော့ဖြေတယ်ဖြေလို့ကျင်တော့အဲ့ဒီဟာမှားမှကြောက်လို့မဖြေတာလားမသိလို့မဖြေတာလား သမီးကတော့ဖြည့်တယ်မိတာပဲမှားတယ်။ကိစ္စမရှိဘူးလေ။မှားမှကြောက်လို့ရှိရင်တော့ဘယ်တော့မှဟိုတိုးတက်မှုရှိမှာမဟုတ်ဘူး။ဟုတ်ကဲ့။အဲ့ဆိုတခါလေးမဖြည့်တာဆီယမကမမေးရင်သူ့မှာအပြစ်ရှိတယ်။နော်။ဆီယမကအကြောင်းသားမေးတာကိုမဖြည့်ရင်လည်းဆီယမမှာအပြစ်ရှိတယ်။ဒါပေမဲ့ဆ ्याम မမေးတာကိုကျောင်းသားတွေကမဖြေဘူးဆိုရင်ကျောင်းသားတွေမှလည်းအာဏာချက်ရှိနေပြီအဲ့ဒါကိုမားမှာဆိုလို့လူကုံလဲမှာကိုမြင်းကပြက်မှာဆိုလို့အဲ့ဒါကိုဟိုစိုးရင်ပြီးတော့မဖြေတာလား အဖြေမသိလို့မဖြေရလားအဲ့ဒါတော့ကိုယ့်ဘက်ကိုယ်ကိုပြန်ပြီးတော့တုံးကြမယ်အဲ့ဆရာဆရာမတွေတာဝန်ကတော့အပေးရမယ်အပေးရဖြေချာမှားလို့ရှိရင်ကိစ္စမရှိဘူးမှားလို့ရှိရင်မှားတဲ့ဟာပေါ်မှာအခြေခံပြီးတော့အမှန်ကိုရှာမယ်ဆိုပြီးတော့အဲ့လိုအပေးရပြန်ပြီးတခုခုနပြောသွားမိပြောသွားတဲ့အချိန်မှာစာကြည့်တိုက်ကိုအခြေခံတဲ့ပညာရေးရှင်တွေမဟုတ်ဘူးဆိုတော့ကျောင်းကိုပဲစဉ်းစားနေတယ်စာကြည့်တိုက်ဆိုတာကျောင်းမှာပဲရှိရမှာမဟုတ်ဘူးကျောင်းပြင်မှာလည်းစာကြည့်တိုက်တွေရှိရမယ်စာကြည့်တိုက်သွားတဲ့ယဉ်ကျေးမှုစာကြည့်တိုက်ကို အဲတုံးနေရင်ကျင်းမှုဆိုတာဟာမိသားစုကလည်းဟိုပံ့ပိုးပေးရမယ်၊ကူညီရမယ်။မိဘတွေကစာကြည့်လိုက်ကိုကလေးတွေကိုစာကြည့်လိုက်ကိုခေါ်သွားတဲ့အလေးကျင့်နေတယ်လို့ရမယ်။ဟိုအားလုံးပဲကြောင်းပါတယ်ပြတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ပထမဦးဆုံးကတော့ကြောင်းပါစာကြည့်လိုက်မဟုတ်ရင်တောင်မှစာစာအုပ်ဗီဒီယိုလေးတခုတော့ရှိပင်တယ်လို့အမေကတော့ထင်တယ်။အဲ့တော့စာအုပ်ဗီဒီယိုလေးရှိလို့ရှင် စောင်းငှားတဲ့အချင်းစောင်းငှားပြီးတော့ဖတ်တဲ့အချင်းဒီအချိန်မှာ အချိန်မီပေါ့နော်တပတ်ဆိုလဲတပတ်နှစ်ပတ်ဆိုလဲနှစ်ပတ်အဲ့ဒီအချိန်တွင်းမှာစာအုပ်ကိုပြအောင်ဖတ်ဖတ်ပြီးလို့ရှိရင်နောက်တစ်သိမ့်နဲ့တစ်ခုနဲ့သွားလဲဒီစာကြည့်စာကြည့်ထိုက်သွားခြင်းဆိုပြီးတော့အဲ့ဒါတော့ရှိတယ်နဲ့လို့ထင်တယ်ဟိုတချို့အကြောင်းတွေမှာဆိုရင်မျိုးငယ်ငယ်တုန်းကအကြောင်းမှာဆိုရင်တပတ်တစ်ခါစာကြည့်ထိုက်သွားခြင်းရှိတယ်အဲ့အဲ့ဒီရဆိုလို့ရှိရင်ဒီအတုအတနဲ့သူပေါ့အားလုံးကတစ်ချိန်နဲ့သွားနေတယ်ဆိုတော့တယောက်တူးတူးလှဲ့နေတယ် အကိုတန်းရဲ့အလှရောက်ပြီဆိုရင်စာကြည့်စာကြည့်ခန်းပေါ့နော်စာကြည့်စာကြည့်ခန်းနဲ့သွားတယ်သွားပြီးတော့ကိုပါကိုစောင်းငားတယ်စောင်းကြည့်လို့ရတယ်အဲ့လိုဟာမျိုးကတော့ဒါကတော့ပညာရေးဝန်ကြီးဌာနကနေကြည့်ပြီးတော့ဥဆောင်ပြီးတော့ကြိုးစားပြီးတော့လုပ်ပေးပါမယ်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်စာကြည့်တဲ့ရင်ကျင်းမှုဟာဖြစ်လာမှာပဲဖြစ်လာတဲ့အခါကျလို့ရှိရင်ဒီစာစာကြည့်ကြိုက်ကိုအားပေးဖို့ပံ့ပိုးဖို့ဆိုတာလေပြည်သူတွေကလည်းဝိုင်းပြီးတော့လုပ်ပေးရမယ်ဟိုတချို့မျိုးတွေကစာကြည့်တဲ့ရောက်ဖူးကြလား သွားရလားကိုမျိုးနေရစာကြည့်လိုက်ကိုတိတ်သွားရပုံတော့မရှိဘူးဒါနဲ့သွားလို့ရှိလို့ရှိရင်စာကြည့်လိုက်ဒီမှာတော်တော်များများရှိတာဘာလဲဆိုတော့အိန္ဒိယမလူချင်းလို့လူတယ်ဆိုတဲ့ဟာတကယ်တော့မလူချင်းတာပြစ်တာလူတာမဟုတ်ဘူးနော်ဒါပြစ်လိုက်တာလေဟိုမဂ္ဂဇင်းအဟောင်းကြီးတွေဂျာနယ်အဟောင်းကြီးတွေဘလူးမှမဖတ်ချင်တဲ့ဟာတွေအဲ့ဒီဟာတွေနဲ့လှုပ်ရှားရင်စာကြည့်တဲ့ယဉ်ကျေးမှုကကြီးပွားမှာမဟုတ်ဘူးဘလူးကမှစာကြည့်လိုက်ကိုသွားချင်မှာမဟုတ်ဘူး အဲစာကြည့်တိုင်းမှာဆိုလို့ရှိရင်လူတွေဖတ်ချင်တဲ့စာအုပ်တွေရှိရမယ်။ဥပမာလို့ဆိုလို့ရှိရင်ရွေလန်းစာကြည့်တိုင်းလုပ်ကြ။ရွေလန်းစာကြည့်တိုင်းကခလေးတွေဥကြည့်တာဆိုတော့ခလေးတွေဖတ်ချင်မဲ့စာအုပ်မျိုးကိုအဓိကထားတယ်။ခလေးတွေဖတ်ချင်မဲ့စာအုပ်မျိုးဆိုတော့ပထမဆုံးစရင်တော့ရုပ်ရုပ်ပုံလေးတွေအများကြီးရှိရမယ်။ဒါမှခလေးကစိတ်ဝင်စားမှာစိတ်မှမဖတ်တတ်သေးပဲ။ဒီဟာလေးဒီအယုတ်ကူကြီးရုပ်ပုံလေးကြည့်ပြီးတော့စိတ်ဖတ်ချင်တဲ့စိတ်ဖြစ်အောင်လို့ပေါ့။အဲ့တော့အားလုံးကနေပြီးတော့